တော့ကမ္မအပြည့်ဆုံးမှုရှားကြည့်မယ်ဆိုရင်ပုဂ္ဂိုလ်တွေကပြောရင်ကမ္မဘုရားဟာမျက်စုံမယ်ဖွဲ့စည်းနေပြောရင်သံဃာဟာမျက်စုံမယ်မဝါရှုတော်ကပြောမယ်ဆိုလို့ရှိရင်တရားဟာမျက်စုံမယ်အရာနဲ့တရားသူကမျက်တလဲလို့ပြည့်စည်ကြတယ် ရားနဲ့တရားအဲ့ဒါပြတ်တယ်လို့ပြောလို့ရှိရင်တရားဆိုတာမျိုးရှိရင်တရားကတရားကျင့်လို့ပြတ်ဖြစ်တာဟုတ်အဲ့တော့တရားဆိုတာသဘာဝနဲ့ရှိအဲ့တော့ညစောကြာတည်တဲ့ဘက်ကရှိပါတရားဆိုတာတရားကဟောထုတ်တာပဲဖြစ်တယ်အခုလည်းအရှိမီတဲ့တရား ိုက်တကိုရဲရှိနေတဲ့တရားကိုကြစ်ပြီးတော့အပြစ်တရားမှလက်မျိုးခွဲပြီးတော့ကြည်ရပါစေတဲ့ယသောဗျာပြီးတဲ့တရားယသောဗျာဟောတဲ့တရားပတိဝေဒာဓမ္မတည်တော်မူတဲ့တရားနဲ့တေတိတာဓမ္မဟောပြောတဲ့တရားလို့လက်မျိုးခွဲကြလို့အမှန်တရား ဲ့တော့ပြောမယ်ဆိုလို့ရှိရင်အရာကျင်လို့ဖျားဖြစ်တာဆိုတဲ့ရှုတော့ကကြည့်မယ်ဆိုရင်အရာကအရင်ဖြစ်တာဖြစ်လို့အရာကပြတ်တဲ့လို့ပြောမှာပဲဖြစ်တယ်။နောက်တစ်ဖက်ကကြည့်မယ်ဆိုရင်ရာဟောမှာတိကျရတဲ့ကပေါ်လာတာဖြစ်တော့ကြောင်းအရာကပြတ်တဲ့လို့ဒီမှာကပြောလို့ရတယ် အတိအကျကြီးဖရာနဲ့တရားဘုသူကပြတ်တုံလို့ခိမဲ့စတဲ့တော့ခဏလို့ခွင့်ချပြီးတော့ဖြည့်တဲ့တဲ့တို့တင်နေတရားဟာနပြုရှိရင်ဥပမင်းရသော်ရတပစ္စညာတရားတို့အတ္တလက္ခဏာသုံးတို့ဒီကသုံးပုံလို့ဆိုတာဖရာဟောမှာချက်လာတဲ့တရားတွေအဲ့ဒါတွေကြတော့တိတိတာဓမ္မအဲ့ဒါတွေခေါ်နိုင်ဖို့အတွက် ဖရာလောင်းဟာရှာပွေပြီနောက်ဆုံးကျင့်သုံးခဲ့တဲ့တရားကပฏิဝေဒာဓမ္မလိုင်းနာကျင့်သုံးပြီးထိုးတွေတိတ်တာတဲ့တရားအဲ့ဒါကြတော့မြတ်စွာဘုရားရဲ့တရားကစောတယ်လို့ပြောပါရှိတယ်နော်ဟွန်းသို့တော့မြတ်စွာဘုရားအနေနဲ့ရှောဓမ္မပတ္တိတောမပတ္တိသို့ဆိုတဲ့ပေးကြတဲ့ကိုကြည့်မယ်ဆိုလို့ရှိရင် ြတ်ပါတွေ့ပါအာဟုတွေ့ပဲသူပြောတာအပြန်လာကြည့်ယောမပတ္တိတောတမပတ္တိငါတဲ့တွေ့ရင်လည်းတရားတွေ့ပါဖြစ်ခဲ့တယ်အဲ့တော့ခရားနဲ့တရားကိုပေါင်းစပ်ပြီးတော့ပြောတဲ့သဘောရှိတယ်တရားတိမဖရားတိမယ်ယာတိပါတရားတိတယ်ဟောဒီတခုဟာထပ်တို့ခြင်းများတပ်လို့ဒါကြောင့်နောက်ပိုင်းမှာ tamakaya ya so ya u tamakaya so de ayu sa ba po la na si de ini ba di ba le we ya so ya ga ananda mayada dhammo sa widiyo sa edito pinyano bowo pabisi natatha ငါဟောခဲ့တဲ့ဓမ္မအပြည့်ကြခဲ့တဲ့ဝိတရားဟာငါမရှိတဲ့နောက်ဘင်းတို့ရဲ့ကိုယ်ဝေရအဲ့ဒါကကြည့်မယ်ဆိုရင်ငါမရှိတဲ့နောက်လို့ပြောခဲ့တဲ့စကားအရာဆိုရင်ခရရှိနေတော့ရောတရားရာအေးပပအူလားလို့ဆိုရေးပါတယ်အမှန်ပုဂ္ဂိုလ်ကြီးကြတော့ အမှန်ပုဂ္ဂိုလ်တွေကပုဂ္ဂိုလ်ကိုအာကိုကြတာဖြစ်တယ်။ညဇောပြာမရှိဘူးဆိုရင်အာကိုရပဲတလို့ဖြစ်လို့ညဇောပြာကနာမရှိတဲ့နောက်တပါသရှိတော့ကယောညာဟန်နေတဲ့အဝဲအာကိုရတာဖြစ်တယ်။ဟုတ်တယ်တော့ဒီသာရှိတော့ကရောတပါပတ္တိတော်မှာပတ္တိဓမ္မကိုတွေ့မှာငါ့ကိုတွေ့မယ်လို့ပြောတာ။ဟုတ်ဓမ္မကိုအဓိကတာပြောတာ။ சொல்லுறாங்க என்னோட சீல தயாவே ஆகுவாமே நாம சீல நாமே தயாவே ஆகுவான்